မှုကိစ္စဘာတွေဖြစ်နိုင်ချေရှိလဲအားလုံးဝမင်္ဂလာပါကျွန်တော်အားလုံးကိုဂရုပေးထားတဲ့အတိုင်းဒီ defamation lawsuit ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေထားရဘလို့ဖြစ်နိုင်ကြလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးပါမယ်လူတချို့တည်ပြီးသားလူတွေအကုန်လုံးနေပါတည်ပြီးသားဖြစ်မှာပါ like ဖဆလူကသူ့ကိုအကြောင်းမဲ့အိုက်ခိုက်နေတဲ့လူတွေကိုနောက်ဆုံးမတိခနိုင်တော့ဘူးဆိုပြီးတော့ အသေးဖြတ်မှုပေါ့နော် defamation lawsuit ဆိုတာကအသေးဖြတ်မှုကိုခေါ်တာပါမြန်မာလိုပြောရမယ်ဆိုရင်တော့ဂုဏ်သိက္ခာညှိုးနှွမ်းစေမှုပေါ့နော်အသေးဖြတ်မှုနဲ့တရားစွဲဆိုဖို့စတင်ဆောင်ရွက်နေပါတယ်ဆိုပြီးတော့မနေ့ကတော့သူကကြော်ညာလာတယ်အဲ့တော့ဒီနေရာမှာ defamation ဆိုတာကဘာလဲပေါ့အသေးဖြတ်စေမှုဟာဘာလဲတချို့လူတွေကနာမည်မပါဘူးသူ့ကိုပြောရမှာမဟုတ်တာပန်ဆယ်လူမှမဟုတ်တာပေါ့နော်အဲ့လိုမျိုးတွေပြောရင် လောဆယ်လူအများကြီးကသိပြီးပါပြီအသေးဖြတ်မှုမြောက်ဖို့ဆိုရင်နာမည်ပါခြင်းမပါခြင်းဟာအဓိကမကြပါဘူးအကယ်၍သင်ဟာတစုံတစ်ယောက်သောသူကသင်ကိုတိုက်ခိုက်တယ်တိုက်ခိုက်နေတယ်တိုက်ခိုက်တဲ့နေရာမှာ ျွန်တော်ကိုတိုက်ခိုက်တယ်ဒါနီရှာကနီရှာကလို့မပြောဘဲနဲ့သူတို့ပြောချင်တဲ့အတိုင်းဥမာဟိုအမေရိကကလမပေါ့အဲ့လေသူတို့ပြောလိုက်တာလေသိရမလားဟိုတယောက်ပေါ့အဲ့တယောက်ပေါ့သိရမလားဒီလိုမျိုးလူသိရများပြီးတော့မှဟိုဟာလောက်တယ်ဒီဟာလောက်တယ်ဆိုအဲ့ထဲမှာကျွန်တော်ရဲ့မိတ်ဆွေကဟာဒါတော့ဖြင့်နီရှာကိုပြောနေတာပဲအဲ့လိုမျိုးသိကြတယ်ဆိုလို့ရှိရင်ဒါဟာအသေးဖြတ်မှုမြောက်ပါတယ်အဲ့တော့သူဟာနာမည်ပြောသည်ဖြစ်စေ ေပါသည်ဖြစ်စေမပါသည်ဖြစ်စေနားထောင်တဲ့လူတွေဟာဒါကတော့ဖြစ်သူ့ကိုပြောနေတာပါလားလို့သိပြီဆိုတာနဲ့အပြေဖြတ်မှုရောက်ပါတယ်ဥပမာပန်ဆယ်လိုကိုပြောကြတဲ့သူတွေဆိုလို့ရှိရင်လေကျွန်တော်ရဲ့ post out တွေမှာလဲတခိုးမတခိုးမဆိုပြီးလာလာပြီးအတင်းတွေတခိုးမအောင်အားပေးတဲ့နေရဆိုပြီးလာလုံနေရမှာအဲ့ဒီမှာအဲ့ဒါဆိုလို့ရှိရင်ဂျင်းစီပေါ့အစီဖြတ်မှုမြောက်တာပေါ့နော်ဘာလဲဆိုသူတို့ကဘသူ့ကိုပြောနေသလဲဆိုတာကျွန်တော်တို့အားလုံးကသိကြတာဟုတ် โอเคအဲ့တော့အသေးဖြတ်မှုမြောက်ချင်းမမြောက်ချင်းဆိုတဲ့ကိစ္စတွေကတော်တော်တော့သိပြီးသားဖြစ်ပါပြီအဲ့တော့အသေးဖြတ်မှုဆိုတဲ့ process ကဘယ်လိုသွားလဲဆိုတာကိုပြောပြရအောင်အဲ့ဒါကပိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာအဲ့တော့ကိုကအသေးဖြတ်မှုမြောက်တယ်ဆိုတာကိုသိနေပြီကိုကပြောတယ်ပြောတယ်အဲ့တော့ငါကတော့တိုင်တော့မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစီအစဉ်ကဘယ်လိုသွားလဲဆိုနံပါတ်1မှာကိုဟာဒီရက် uh, evidence တွေပေါ့နော်မြန်မာလိုဘယ်လိုပြောရလဲတက်သေးတွေကိုစုရတယ်အဲ့တော့ post တင်ထားတာဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီ post တွေတင်ထားတာဆိုပိုဆိုးသေးတယ်ဥပမာကိုယ့်ရဲ့အတိုင်းဝိုင်းလေးထဲမှာမဟုတ်ပဲねဒီလိုမျိုး post တွေမှာတင်ပြီးတော့ပို့ပြီးတော့ပြန်ပြန်နဲ့နဲ့ရှိစီရယ်ဆိုရင်အမှုကပိုကြီးတယ်ပေါ့နော်အဲ့တော့ ပထမဦးဆုံး evidence တွေစုရတယ်။နံပါတ်1အနေနဲ့ကဒီသက်ဆိုင်ရာရှေ့နေစီကိုတွားရတယ်ရှေ့နေကိုပြရတယ်ရှင်းပြရတယ်အခုညတောင်းရတယ် consultation လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီမှာကျတော့အာရှေ့နေကထိုင်ပြီးတော့အကြံဉာဏ်ပေးတယ်အဲ့တော့ ုတ်ပြီအခုပန်းစလူရဲ့အခြေအနေကသူဟာရှင်းနေတဲ့သွားပြီးပြီဒီ payment ကိုလည်းပေးလိုက်ပြီးအလုံးအလိုက်ပြီးလို့အတိတ်ပဲရတာပေါ့နော်အလုံးအလိုက်ပြီးဆိုရင်သူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲသူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲဆိုတော့ရှင်းနေဟာတဆိုင်သူနှူးစီကိုအခုသူတရားစွဲဆိုမယ်လို့လုပ်ထားတဲ့လူနှူးစီကိုဒီကိစ္စတွေရတန်းကရက်ဖို့ တင်ထားပြီးသားရှိနေတဲ့ဟာတွေကိုလည်းချက်ပလိုက်ဖို့နောက်ပြီးရင်လူတိရှင်သာတယဝန်တောင်းပန်ဖို့ဆိုရက်စပို့လိမ့်မယ် this is letter လို့ခေါ်ရကွယ်အဲ့ဒီစာကိုပို့လိမ့်မယ်အဲ့တော့ဟိုဘက်ကလူတွေကအဲ့တော့ဟိုဘက်ကတရားခံတွေကဥမာတရားဆွဲရမလို့တရားလူတရားခံနဲ့ပြောမယ်နော်အဲ့တော့ဟိုဘက်ကတရားခံတွေကဥမာတရားဆွဲရမလို့တရားလူတရားခံနဲ့ပြောမယ်နော် တရခန့်တွေကကိုပါထားတဲ့ချီပြန်စားပြီးတော့ပန်ဆယ်လိုကိုတောင်းပန်ချင်ရင်တောင်းပန်မတောင်းပန်နိုင်ဘူးဟဲ့ငါတို့ကတော့မတောင်းပန်ဘူးငါတို့ရဲ့ခုံတိတ်ခါကအရေးကြီးတယ်ဆိုလို့ရှိရင်တော့ဟာ နောက်တစ်ဆင့်တက်ရပြီဒါဆိုလို့ရှိရင် law suit ကိုသွားပြီပေါ့เนาะကဲပဲသူတို့ law suit ကိုမသွားချင်ဘူးဆိုရင်တော့တောင်းပါပါရဲမကြီးရဲ့ကျွန်တော်တို့အမိုင်မဲလေးမို့လို့ခွင့်လွှတ်လိုက်ပါနောက်လည်းမလုပ်တော့ပါဘူးအခုလုပ်ထားမှုတည်းများအောင်လည်းအပြစ်မိုင်မဲမှုလို့သဘောထားပြီးတော့တောင်းပန်ပါရဲလို့ပြောပြီးတော့ချေးလိုက်မယ်ဆိုလို့ရှိရင်အဲ့မှာ law suit မသွားရဘူးပေါ့เนาะအဲ့တော့ပြီးသွားမယ်အဲ့ဒါကမဟုတ်ဘဲနဲ့မတောင်းပန်နိုင်ဘူးခေ ပေါ့သူတို့ပြောတာလည်းသူတို့ကသူတို့ငါတို့ကတော့ငါတို့ပြောတဲ့ဟာကိုတာဝန်ယူပြီးပြောတာပါဆိုလို့ရှိရင်တော့ loss ဖြစ်သွားမယ် loss ဖြစ်သွားတဲ့အချိန်မှာ loss ကလာဘယ်လောက်ထိကြာနိုင်လဲဆိုတော့6လလောက်ကနေ3လ5လ6လလောက်ကနေနည်းနည်းလောက်ထိကြာနိုင်တယ် loss ကိုသွားပြီးဆိုလို့ရှိရင်တော့ဒီဟာကခုံယုံရောက်မယ်ပေါ့နော်အဲခုံယုံခွာလာတရားယုံကိုရောက်မယ်ဘသူတွေကဒီတရားကိစ္စကိုဒါ ဟုတ်တယ်လည်းမဟုတ်ဘူးလည်းဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးလည်းကုန်သီးဖြတ်မှုမြောက်သလားဆိုတာကိုတရားသူကြီးနဲ့ဂျူရီတွေနဲ့ဒီနိုင်ငံမှာဘာမှမဆိုတော့ကိုကိုမမှန်ကန်ကန်ဆုံးဖြတ်ပေးမဲ့ကိုနဲ့လုံးဝမသိရလူအဖွဲ့စီကိုဖွဲ့စီမှထိုင်ခိုင်းတာ哦အဲ့တော့ jury အများကြီးထိုင်ပြီးတော့ဒါကိုသေချာကြားနာ evidence တွေကြည့်ပြီးမှအထောက်အထားတွေကြည့်ပြီးမှ အာအမှုမြောက်တောင်မမြောက်ကြောင်သုံးဖြတ်လိုက်မယ်အမှုမြောက်တယ်မမြောက်တယ်ဆိုတဲ့နေရာမှာဘလောက်ထိပြင်းထန်တဲ့အမှုဖြစ်တယ်လဲဆိုတာသူ့ရဲ့ဂုံသိက္ခာဘလို့ကြဆင်းသွားတယ်လဲဂုံသိက္ခာတွေကြရတယ်ကိုယ့်ရဲ့အဆက်ကွဲတယ်နော်ကိုယ့်ရဲ့အတိုင်းဝိုင်းကြတဲ့မှာကိုယ်တချို့တွေကမယုံတော့ဘူးသူတို့ပြောတဲ့စကားတွေတို့တော့တော့ထင်စေတယ်အစတော့ကတော့ မျက်စိမိတ်ယုံတဲ့လူတွေကအခုမျက်စိမိတ်မယုံမနဲ့ဟမ်းဆိုပြီးတော့ဒီဖြစ်ကုန်တယ်ဆိုလို့ရှိရင်တကန့်အိုက်ထက်ပိုဆိုးတာကကိုယ့်ရဲ့စီးပွားရေးတွေပါထိခိုက်တယ်ကိုနဲ့ဆတော့အလုံးလုံးပဲဆိုစဉ်းစားထားတဲ့လူတွေကအလုံးလုံးတော့ဘူးသူ့ရောဖြစ်မယုံတော့ဘူးဆိုပြီးတော့ဖြစ်လိုက်တယ်ကိုယ့်ရဲ့ခုန်သိခါကြောင့်သူ့ရောငါကတော့မယုံတော့ဘူးဒီသတင်းနဲ့ကြားနေတယ်ဟုတ်လားမသိဘူးမဟုတ်လားမသိဘူးဆိုပြီးကိုယ့်ရဲ့စီးပွားတွေပါပြတ်သွားတယ်ဆိုရင်တော့အမှုကပုံနဲ့နေသွားပြီ ဲ့တော့ဒီအမှုမှာအဲ့ဒါဆိုလို့ရှိရင်ဘလိုမျိုးပုံစံဖြစ်လေးရှိတယ်လဲဆိုတော့ထောင်တန်းမှာပေးလို့ရတယ်ထောင်တန်းလည်းပေးလို့ရတယ်ငွေတန်းလည်းပေးလို့ရတယ်အဲ့တော့တကယ်အများအားဖြင့် defamation lawsuit တွေဟာဘလိုဖြစ်တယ်လဲဆိုတော့အာ settlement လုပ်လိုက်တာများတယ်အာ settlement လုပ်တယ်ဆိုတာကတရားရုံးအထိမရောက်ဘူးပေါ့နော် trial မယူဘဲနဲ့အပြဒီဒီတရားဒီရှေ့နေနေညှိနေတဲ့စကားမှပဲကဲ ဆိုတာလေအမို့အမိန်မချခင်ပေါ့နော်အမိန်မချခင် ဒါကတော့ဘသူဘသူကတော့မားနိုင်ချေရှိရဲ့ညားတော့ရှုံးဖို့ရှိရဲ့ညားတော့နိုင်ဖို့ရှိရဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ lawyer အချင်းချင်းကနေပွင့်ပွင့်လင်းလင်းပြောပါတယ်ဒီအမှုကတော့ပြေရှုံးနိုင်ချေရှိရဲ့အဲ့တော့ settle ပဲလုပ်လိုက်ကြစို့ဆိုပြီးပြောတယ်အကယ်၍ settle မလုပ်ဘူးဆိုလို့ရှိရင်ခုနကပြောတယ်ရိုးရိုးတာမန်လူပေါ့နော်ရိုးရိုးတာမန်လူ personal level နဲ့ပေါ့ဥမာ Trump ဆိုရင်ခဏခဏ corporation တွေကိုဈေးအားဆိုရတယ်လေအဲ့ဒါဆိုရင်တော့သူ့ရဲ့ settlement က million 400တွေပါဖြစ်တာ哦အခုရိုးရိုးတာမ န်လူသားပေါ့နော်ဒီအာမန်လူအနေနဲ့ဆိုလို့ရှိရင်ပထမအဆင့်အချက်ကွဲတယ်လို့ခန့်သားရတဲ့အဆင့်မှာ settlement ဟာဒေါ်လာ9000ကနေပြီးသသိန်းထိတောင်းလို့ရတယ်။ဒါမှမဟုတ်ပဲကျွန်တော်ခုနကပြောသလိုသူ့လုံးလို့ကိုကတော့စီးပွားတွေပါပြတ်တယ်ကိုကစီးပွားလုံးတဲ့လူတွေငကိုင်ကစီးပွားလုပ်ဖို့ပြောထားတဲ့စကားတွေပြတ်ကုန်တယ်အဲစီးပွားလုပ်ွက်တယ်ဆုံးရှုံးရပါတယ်ဆိုရင် ငွေ1000ကနေ9သိန်းအထိတောင်းလို့ရတယ်စက်တုံးအဲ9သိန်းအထိပြည့်တန်ချမှတ်နိုင်တယ်ဒါမှမဟုတ်ပဲねပြောဆိုတဲ့လူဟာဒီဟာကိစ္စဟာမမှန်ဘူးဆိုတာသိသိချင်းねသူတို့လက်ထဲမှာဘာသက်သေမှလည်းမရှိပါပဲねသူတို့ပြောပြောနေတဲ့အခိုးမအခိုးမအင်္ဂလိုဝယ်နိုင်တာလဲအင်းဝယ်နိုင်တာမပြောねခိုးထားရင်ခိုးတယ်ဆိုတဲ့သက်သေပြငွေစရင်လွဲတာပြ ုဆိုတဲ့အမှုကိုရောက်ပြီးအဲ့ဒီအမှုအတွက်ဆိုလို့ရှိရင်ဒေါ်လာသန်းချီသန်းချီတောင်းလို့ရပါတယ်เนาะ အဲ့တော့ဒေါ်လာတန်းချီ composition တောင်းလို့ရတယ်အဲ့တော့ဒီခုနကပြောတဲ့အများအားဖြင့်အမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က settlement နဲ့ပဲပြီးသွားလို့ရှိရပါလဲဆိုတော့တရားရုံးအမေရိကမှာတရားရုံးတက်ရဆိုတော့အရန်ပတ်စံကုန်တယ်အဲ့တော့နနစ်လောက်ကြာမယ်ဆိုနနစ်လောက်ကြီးပတ်စံတွေတောက်လျှောက်ကုန်နေမှာအဲ့တော့ဘသူကပတ်စံဆက်တောက်လျှောက်ပေးနိုင်မလဲဆိုတဲ့ဟာအင်မတန်အရေးကြီးလာပြီပေါ့နော်အဲ့တော့ တော့ကြီးကောင်းမဲ့ပွဲပါနော်ဘလို့ပဲဖြစ်ဖြစ်လူများတကာကိုမဟုတ်မမှန်စီဆွဆွဲပြီးတော့သူတို့ဟာငွေမပေးနိုင်လို့တောင်းပန်ရမယ်ဆိုရင်လည်းကျွန်တော်တို့ဝိုင်းပြီးလက်ခုပ်တီးပေးရမယ်ငွေပေးနိုင်လို့ဂုံသိက္ခာရောဖြစ်ခိုက်ခါကြမခံနိုင်ဘူးဆိုတော့လေအဆန်လေးပေးတာကိုထိုင်ပြီးတော့ပန်ဆက်လို့တစ်သေးမှဖြစ်တော့မှာပေါ့အလုံးမလုံးပါပဲနဲ့အလုံးကတော့သူကအများကြီးလုပ်တယ်ဒါပေမဲ့အလုံးမလုံးပဲနဲ့အလကားရတဲ့ပတ်စံလေးအများကြီးရတော့မယ်အမ်စိတ်ဝင်စားပြရတော့ကောင်းတယ်ကျွန်တော်တို့တူတူချစ်တယ်ရ so meet guys guys